ပရိသတ်များအားလုံးပဲမင်္ဂလာပါရှင်။တမ်မီလီယန်ချန်နယ်မှာပြန်လည်ကြိုဆိုလိုက်ပါရစေ။ Starlink vs Kyber အကာတာအင်တာနက်သရဖူလူပွဲတတိကြီးနှစ်ယောက်ရဲ့အကြီးမားဆုံးတိုက်ပွဲကြီးမှကြိုဆိုလိုက်ပါရစေ။ Elon Musk ရဲ့ Starlink နဲ့ Jeff Bezos ရဲ့ Project Kyber ဒီနှစ်ယောက်ဟာကမ္ဘာပေါ်မှာတွင်မကပဲအကာတာမှာပါအင်တာနက်ပြင်ဖြစ်ဖို့ရှင်ပြိုင်နေကြတာပါ။ Starlink ဟာအကာတာအင်တာနက်လောကကိုနှစ်ပေါင်းများစွာအုပ်စိုးခဲ့တာပါ။ ဒါပေမဲ့အခုတော့ Jeff Bezos ကသူ့ရဲ့တရဖူကိုလာလို့နေပါပြီ။ဈေးသက်သာပြီးအကောင်းဆုံးအင်တာနက်ကိုဘသူကပေးနိုင်မလဲ။ဒီတိုက်ပွဲကကျမတို့ရဲ့ပတ်စံအိမ်နဲ့အင်တာနက်လိုင်းကိုဘလို့တက်ရောက်စေမှာလဲ။ပထမဆုံးအနေနဲ့လက်ရှိဘရင်ကိုကြည့်ရအောင်။သူကတော့ Starlink မှာ Elon Musk ရဲ့ Space ကနေမွေးဖွားလာတဲ့ Starlink ဟာအခုဆိုရင်ကမ္ဘာပတ်လမ်းထဲမှာဂျူလူပေါင်း၈၀၀၀ကျော်လွှတ်တင်ထားပြီးပါပြီ။ Starlink ရဲ့အဓိကအားသချက်ကတော့ စောစောစီစီစတင်နိုင်ခဲ့ခြင်းပါပဲမြို့ပြအပြင်ဘက်အင်တာနက်လိုင်းဝင်ဖို့ခက်ခဲတဲ့နေရာတွေမှာတော့ကျောင်းတွေစေယုံတွေအိမ်နေစီကိုအင်တာနက်ပေးနိုင်ခဲ့ပါတယ်ဒါပေမဲ့သူတို့မှလည်းအားနည်းချက်ရှိပါတယ်။ဂျူရုများလုံးနဲ့အတွက်အာကာသရှင်တွေတိုက်မိနိုင်ခြင်းနဲ့နက္ခတ်ပညာရှင်တွေရဲ့ဆွေမှုတွေရှိနေပါတယ်။အမြန်တုံးကလည်းနေရာနဲ့အချိန်ပေါ်မူတည်ပြီးအပြောင်းလဲများနေတာကို တွေ့ရပါတယ်။ဒါပေမဲ့သူတို့ဟာပထမဆုံးသောအာကာသအင်တာနက်ဈေးကွက်ကိုဖန်တီးခဲ့သူပါ။ အခုတော့စိန်ခေါ်သူပေးစိုးရဲ့အရာမ project ကိုကြည့်လိုက်ရအောင်။သူက project ခိုင်ပါပါ။အမေဆုံရဲ့ကြောထောင်းနောက်ခံတဲ့အတူခိုင်ပါဟာဒေါ်လာဘီလီယံ10ကနန်းကျော်ရှင်းလင်းမြုံနှံထားပါတယ်။ Starlin ထက်နောက်ကျမှစတာဖြစ်ပေမဲ့ခိုင်ပါရဲ့အထူးကလက်နက်ကအမြန်နှုံးနဲ့ပတ်စံပါ။ဒီစီမံကိန်းရဲ့ရည်ရွယ်ချက်ကတော့ fiber jewelry သွဲတန်းဖို့လုံးဝဖြစ်နိုင်တဲ့နေရာတွေစီကိုလျှက်စီးလို့မြန်ဆန်တဲ့အင်တာနက်ကိုပေးဖို့ပါပဲ။အမေဆုံဟာဒီကစားပွဲကို လိမ္မာပါနှက်စွာကစားခဲ့ပါတယ်။2020မှာအာဂါသာပလန်နဲ့အယ်လီယိုဂျိုဒု3200ကျော်လွှတ်တင်ဖို့ FCC ရဲ့ခွင့်ပြုချက်ကိုရယူခဲ့ပါတယ်။2026ခုနှစ်ရဲ့အလယ်လောက်မှာဒီအရှိတွဲရဲ့တဝက်ကိုလွှတ်တင်ပြီးစရမယ်လို့သတ်မှတ်ခဲ့ပါတယ်။2023နှောင်းပိုင်းကစလို့ prototype ပုံစံငယ်ဂျိုရူတွေကိုပလန်နဲ့စတင်ပို့ဆောင်ခဲ့ပြီး2025မှာ Atlas V ဒုံးပြန်နဲ့ထုတ်လုပ်ရေးဂျိုရူ production satellite 28လုံးကိုလွှတ်တင်ခဲ့ပါတယ်။အခုဆိုရင် ပလန်ထဲမှာဂျိုရူအလုံးတရာကျော်ရှိနေပြီးကမ္ဘာလုံးဆိုင်ရာကွန်ရက်တစ်ခုဖြစ်လာဖို့အရှိန်မြင့်နေပါတယ်။2025မှာသူတို့ရဲ့ပထမဆုံးသောစီးပွားရေးနဲ့ကြီးမားတဲ့ခြေလှမ်းအရာ JetBlue လေကြောင်းလိုင်းနဲ့စာချုပ်ချုပ်ဆိုပြီး2029ကစလို့လေယာဉ်ပေါ်မှာမြန်နှုံးမြင့်ခိုင်ပါ Wi-Fi ကိုအခမဲ့ပေးသွားမှာပါ။ကောင်းကင်ပေါ်မှာတော့ဂိမ်းကစားနိုင်တော့မှာပေါ့နော်။ဒီစာချုပ်တစ်ခုရဲနဲ့တဲ့လေယံပေါ်ကအင်တာနက်ဂိမ်းကစားခြင်းနဲ့ဗီဒီယိုကြည့်ခြင်းစျေးကွက်ကိုလှုပ်ခတ်သွားစေခဲ့ပါတယ်။ခိုင်ပါဟာလွတ်တက်မှုအရှိန်အဟုန်မှာစတားလန်ထက်နှစ်နဲ့ချီနောက်ကျနေပေမဲ့သူတို့ရဲ့ဒေါ်လာ10ဘီလီယံဘတ်ဂျက် အရှိန်ဟုန်ပြင်းပြင်းဂျိုရုဖြန့်ကျက်မှုနဲ့ AWS ရဲ့နောက်ခံတွေဟာ Amazon ကိုဒီအာကာသအင်တာနက်စစ်ပွဲမှာအရှုံးမပေးအောင်တွန်းပို့ထားနေပါတယ်။ Amazon ရဲ့ Khyber စမ်းသပ်မှုတွေမှာတစ်ဆက်ကန်ကိုတတသမာနှစ် GB အမြတ်နှုန်းကိုရရှိနေပါတယ်။ဒါက Starlink ရဲ့ပြင်းမြတ်တရားတူ200 Mbps နဲ့နှိုင်းရှင်ရင်အမခံပါပဲ။ Starlink ရဲ့ပြင်းမြတ်အမြတ်နှုန်းထက်အနည်းဆုံး9ဆကနေ10ဆပိုမြန်ပါတယ်။ ဒါပေမဲ့ခဏလေးပါစတားလင်ကိုလူသမောင်းများစွာကစမ်းသက်သုံးဆွဲပြီးသားပါခိုင်ပိုင်းစမ်းသက်မှုကတော့စံပြစမ်းသက်ကန် perfect lab condition အခြေအနေအောက်မှာပဲလုပ်ခဲ့တာပါလက်တွေ့ကမ္ဘာစမ်းသက်မှုတွေကတော့မတူညီသေးပါဘူးခိုင်ပါမှာပေးထားတဲ့အထက်ကဂရီ၃ခုကတော့၁အမျက်နှုံးဂရီ the speed promise ဆိုလိုရာကသူတို့ရဲ့ဂျိုရူနီးပညာနဲ့စက်ပစ္စည်းတွေဟာစတားလင်ထပ်ပိုးပြီး စွမ်းဆောင်ရည်မြင့်မားမယ်လို့ဂရီပေးထားတာပါနှစ်ပံ့ပိုးမှုဂရီ the backing promise ဆိုလိုတာကသူတို့မှာငွေချင်းအင်အားအစုံမရှိရှိတာကြောင့်ဂျိုရူတွေလွတ်တင်တဲ့နေရာမှာဘသူထပ်မစိုးပို့ပြီးအရှိန်မြင့်နိုင်ပါတယ်။ AWS Cloud နဲ့ပေါင်းစပ်တဲ့အတွက်စီးပွားရေးလုပ်ငန်းကြီးတွေနဲ့အစိုးရတွေအတွက်ပုံမှုလုံးကြုံပြီးယုံကြည်စိတ်ချရတဲ့ဝန်ဆောင်မှုပေးနိုင်မယ်လို့ကတိပေးပါတယ်။သောစာချုပ်ကလေး The Partnership Promise ဆိုလိုတာကတာမန်သုံးဆွဲသူကိုဥတည်ုံတာမကဈေးွက်ကြီး Enterprise Market မှာ တို့ရဲ့ဝန်ဆောင်မှုဟာလက်တွေ့မှာအလုပ်ဖြစ်တယ်ဆိုတာကိုလုပ်ငန်းကြီးတွေရဲ့ယုံကြည်မှုကိုရယူပြီးခရီးပေးနေတာပါ။ Starling ဟာဒီလိုဂရီတွေပေးစရာမလိုပါဘူး။ဘာလို့လဲဆိုတော့သူတို့မှာလဲလှယ်လို့မရတဲ့အရာတစ်ခုရှိနေလို့ပါ။အဲ့ဒါကတော့လက်တွေ့ကမ္ဘာအတွေ့အကြုံပါ။၁ပလန်းထဲကဂျူရူအရှိအတွက် Actual Satellite in Orbit Starling ကဂျူရူပေါင်း၈000ကျော်ကိုအောင်မြင်စွာလှည့်တင်ထားပြီးကမ္ဘာပလန်းကိုစွန့်မှုထားပေးတာပါ။ခိုင်ပါမာတော့၁00ကျော်လေးပဲရှိပါသေးတယ်။ နှင့်သုံးဆွဲသူတန်ပေါင်းများစွာ million of real users ဆိုလိုရာကကမ္ဘာတစ်ဝှမ်းမှာတန်နေချီတဲ့သုံးဆွဲသူတွေက Starlink ကိုနေ့စဉ်သုံးဆွဲနေကြပါတယ်။အမြန်နှုန်းဘလောက်ရရဲဈေးနှုန်းဘလို့ပေးရရဲဘယ်နေရာတွေမှာ line မကောင်းဘူးစတဲ့လက်တွေ့ဝေဖန်မှု real feedback တွေရရှိနေပါတယ်။စံသက်ခံတွေကစံသက်မှုမဟုတ်ပဲမြေပြင်ကအမှန်တကယ်အချက်လက်တွေဖြစ်လို့ဝန်ဆောင်မှုပေးတဲ့အခါဘာတွေပြင်ဆင်ရမလဲဆိုတာကိုခိုင်ပါချက်အများကြီးပိုသိနေပါတယ်။ သုံးကမ္ဘာလုံးဆိုင်ရာ ဖြန့်ကျက်မှု Global Footprint and Logistics Starlink ပစ္စည်းတွေကိုကမ္ဘာတစ်ဝှမ်းမှာရှိနိုင်ငံအများအပြားစီပို့ဆောင်ခြင်းတက်ဆင်ခြင်းနဲ့ထောက်ပံ့ပို့ဆောင်ရေး Logistics လုပ်ငန်းတွေလှုပ်ဆောင်ပေးတာပါလုပ်ငန်းစဉ် process တွေကို Starlink ကလက်တွေ့အတွေ့အကြုံရရှိပေးတာပါ ခိုင်ပါမှာဂရီတွေရှိတယ်စတာလင်မှာတော့တိုက်ပွဲအတွေ့အကြုံဘတ်တစ်ကာ့စ်တွေရှိတယ်ခမရဘသူကိုရှုံးချင်မလဲနေပြည်တော်အနေနဲ့ကြည့်မယ်ဆိုရင်သူတို့နှစ်ခုရဲ့နေပြည်တော်ကအတော်လေးကွာပါတယ်စတာလင်ကသူတို့ရဲ့ကိုပိုင်တုံးပြန်ဖက်ကွန်နိုင်နဲ့ပြန်ပြန်စွာလှုပ်တင်ပြီးအရှိအတွက်များများဖြင့်ဈေးကွက်ကိုအရင်ရယူတယ်ခိုင်ပါကပတ်ဆက်များကြီးသုံးပြီး ULA Aryan Space Blue Origin စတဲ့ကုမ္ပဏီအများအပြားကိုငှားရမ်းထားပါတယ် ပို့ပြီးတော့စံသစ်တဲ့နည်းပညာတွေနဲ့ရေးသွင်းမြင်မာတဲ့ဝန်ဆောင်မှုကိုဥတည်ပါတယ်။တကယ်ယူသွဆရာကောင်းနာကဗီဆိုဟာသူ့ရဲ့ပြိုင်ဘက် space ရဲ့ဒုံးပြန်ကိုတော့ငွေပေးပြီးငှားရလွတ်တင်နေရပါပဲ။ဒါဟာပတ်စံရှင်ရာအားလုံးလုံးလို့ရတယ်ဆိုတာကိုပြသနေတာပါ။ဘလိုပဲဖြစ်ဖြစ်ထီတိုက်ပွဲကသုံးဆွဲသူတွေအတွက်တော့ကောင်းတဲ့လက္ခဏာပါပြန်ဆန်းမှုရှိလာတဲ့အခါဘာဖြစ်မလဲ၁ဇင်းနှုံးချဆမ်းမယ်စတားလင်ဟာခိုင်ပါတဲ့စင်ခေါ်မှုကိုတွန့်ပြန်ဖို့ဇင်းနှုံးကိုမဖြစ်မနေရှော့ချပါလိမ့်မယ် နဲ့ဝန်ဆောင်မှုပိုကောင်းမယ်။အင်တာနက်အမြန်လုံးကပိုမြလာမယ်။သုံးဆွဲခွင့်ရွေးချယ်စရာတွေပိုများလာမယ်။၃။ဤပညာတိုးတက်လာမယ်။နောက်ဆုံးပေါ် Drive to Sell နည်းပညာဂျူရုကနေဖုန်းကိုထည့်ချစ်ဆက်ခြင်းကိုအခုနှစ်မှာဒီကုမ္ပဏီတစ်ခုကအပြန်ဆန်အကောင့်ထဲပေါ်နေရာကြောင့်ဖုန်းလိုင်းမမိတဲ့နေရာဆိုတာလုံးဝပြောက်ကွယ်သွားနိုင်ပါတယ်။ Starlink မှာသုံးဆွဲသူတန်ပေါင်းများစွာရဲ့အတွေ့အကြုံ၊ Butterscars ရှိပြီးသား၊ Kuiper မှာတော့ဒေါ်လာနဲ့နည်းပညာ၊ Manian Tech ရှိပြီးသားပါ။ ဘသူအနာရမလဲဆိုတာကအရေးမကြီးပါဘူးအရေးကြီးတာကတုံဆွဲသူတွေဟာအကောင်းဆုံးရွေးချယ်권နဲ့အသက်သာဆုံးဈေးနှုန်းတွေကိုရရှိတော့မှာပါပဲတေချာတစ်ခုကတော့လက်ရှိစတာလင်ဟာမြန်မာနိုင်ငံမှာကျယ်ဝင်ခွင့်ပြုချက် official license ရရှိထားခြင်းမရှိသေးပါဘူး project khyber ကလည်းလာဖို့အလံဝေးပါသေးတယ်မြန်မာနိုင်ငံသူနိုင်ငံသားများအနေနဲ့ကတော့ပွဲချီပြိတ်သက်တက်တက်လုံယုံပါဝင်ရောက်မဆွတ်ဖက်တော့ပါဘူးမဆိုင်သလိုပဲနေလိုက်ပါမယ် ဒါပေမဲ့ Starling Khyber ရဲ့နေပညာအရှိန်ဟောင်းဟာမြန်မာနိုင်ငံရဲ့တရားဝင်စည်းမျဉ်းစည်းကမ်းတွေကိုစောင့်နေပါဘူး။နေပညာကရှေ့ကနေပြင်းနေပြီးမူဝါဒချမှတ်သူတွေကတော့နောက်ကနေအမိလိုက်ပြီးတန်းပြည့်အတွက်အကောင်းဆုံးဖြစ်မဲ့လမ်းကြောင်းကိုအလင်းမြန်ဆုံးဖျားမဲ့အခြေအနေကိုရောက်နေပါပြီ။ဒီလိုနေပညာရယ်ဝင်လာတာကိုအစိုးရကတားဆီးတင်သလားဒါမှမဟုတ်ဥရိနဲ့အညီခွင့်ပြုပြီးထိန်းချုပ်တင်သလားဆိုတဲ့မိကွန်းကပို့ပြီးတော့စိတ်ဝင်စားစရာကောင်းလာပါပြီနော် နာဆင်အားပေးတဲ့ပရိသတ်များအားလုံးကိုလည်းကျေးဇူးထူးပဲတရှိပါရရှင်